ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒါ Arsenal ရဲ့ Liverpool အသင်းကတော့ဒါအခုအိမ်ကွင်းမှာ PSV Eindhoven ကိုထပ်ပြီးတော့ဂိုးပြတ်ရှုံးလိုက်တဲ့အတွက်နောက်ဆုံး၃ပွဲဆက်တိုက်မှာ၃ဂိုးနဲ့၃အထက်ပေးရတဲ့၃ပွဲဆက်၃ဂိုးပြတ်ပြီးတော့ရှုံးနေသွားတဲ့မှတ်တမ်းဝင်သွားတယ်။ သူပြင်အမ်ဖီမှာဟိုတနေ့ကပဲပူနွေနွေ forest ကို၃ခုပြည့်ရှုံးထားရာကနေဒီနေ့ပွဲမှာ၄ခုတခုနဲ့ထပ်ပြီးရှုံးနေကြားထဲမှာ Manchester City ကိုသူတို့ရှုံးထားတယ်ဆို Liverpool အတွက်ကတော်တော်ကိုဆူဆူဝါဝါဖြစ်နေသူဒီနေ့ပွဲမှာ Liverpool အသင်းကတကယ်တမ်းကျတော့သူတို့ပထမပိုင်းမှာတကယ်ကိုလုံလောက်တဲ့ chance ရတယ်ဒါ Van Dijk ခေါင်းတိုက်ချက်တိုင်းထိတယ်အပိုင်ကန်ခွင့်ကိုသူမပုတ်တယ်ဒါသူတို့ chance ရတာမှန်ပေမဲ့ Liverpool ရဲ့ defending က shocking defending ပဲ ခနာတေးအချိန်ချင်းမှားတယ်မီလော့ခါကေသူ့လူသူ loss ဖြစ်တယ်ဗန်ဒိုက်ကိုတိုင်အမားများတယ်သူ့ကြောင့်ပဲပထမကူပေးတယ်စတုဒါကိုသူပေးရတယ်ဒါပေမဲ့လီဗာပူးအသင်းရဲ့ကိုရနိုင်မဲ့တခုတည်းသော မျောလင်းချက်ကစပေါ်စလိုင်းပဲကိုရဖို့ရှိတယ်သူအဝေးကလှန်ကန်တာဒေါင်းတိုက်တာ cross ထောင်တာသူပဲရှိတယ်ကျန်တဲ့ကစားမတွေအားလုံးဟာလီဗာပူးအသင်းမှာလုံးဝကို system တစ်ခု broken ဖြစ်နေတဲ့ပုံစံဖြစ်ပြီးတော့ဒါထုံးစံတိုင်း သူက right back position အတွက်ဒီနေ့ပွဲမှာလည်းဒါ support line ကိုထပ်ပြီးထားတယ်တကယ်တော့ support line က liverpool ရဲ့ဂိုးရနိုင်မဲ့ credit တစ်ခုတီးတော့မျှော်လင့်ချက်ဖြစ်ပေမဲ့သူ့ကို right back မှာထားပြီး cartage jones ရဲ့ now ryan gravenbach ရဲ့ အလာစီမခလာဆိုင်ကိုတုံးတယ်တိုက်စစ်ကအကီတီကီပါတယ်ဟိုဘက်ကဒါ gas gas tail ရဲ့ပြီးတော့မှ even parasite တို့ဘာလို့ကစားမားကြီးပါတယ် PSV အရင်မကောင်းဘူးနော်ဒါပေမဲ့သူတို့ရသွားတဲ့ chance ကိုသူတို့ကောင်းကောင်းအသုံးချတယ်သူတို့ရသွားတဲ့ chance ကိုသူတို့ကိုးဖြစ်ပြောင်းသွားတယ်ဒီချက်ကအဓိကအပြောင်းလဲပဲဒါ Liverpool ကို Liverpool ကဒီနေ့ပွဲမှာ PSG တက် PSV ထက်တောင်ပိုပြီးချမ်းရတယ် PSV က total အပြည့်စုစုပေါင်း6 chance ပဲရတာကိုးပေါက်ကန်သွင်းတဲ့မှု6ချိန်ရတယ် အဲ့6ဂျီမှာတို့၄ခုဖြစ်အောင်တွင်းတယ်ဒါပေမဲ့ထားပါတော့ဒုတိယကို2ခုကနောက်ဆုံး2ခုကတော့ထားတော့ဒါမှမဟုတ်တို့ offside တခုဖြစ်သွားသေးတယ် cross town လိုက်တဲ့အချိန်မှာဒါဘယ်လိုပြောမလဲ PSV ကသွားမှလူကျွန်သွားလို့ဆိုဂူဒမမမတက်ရှိလေးလည်းဘာမှမတက်နိုင်ဘူးဆိုဆို City တောင်းကံဘောကနေ Van Dijk လက်မြောက်လိုက်လို့ဆိုပြီး unnatural position ဆိုပြီး penalty ပေးတယ်အဲ့ကနေမှ see even Paris တွင်းတယ်ဒါပေမဲ့ချက်ချင်းပဲ Dominic Soboslai ပြန်ချပြီးတော့1-1ဖြစ်သွားပေမဲ့အဲ့နောက်ပိုင်းကလေးက game ကဘယ်လိုပြောမလဲဒီလိုပဲအဲ့မှာဒုတိယကိုပေးရတဲ့အလုံးကလည်းဘယ်တောင်မှန်က PSG ဆွဲထွက်သွားတဲ့အချိန်မှာဟိုးဘက်မှာ Milot Kakis ကတော်တော်အားနေတာဘာလို့လဲဆိုဒီ Andy Robertson ကို အောက်ပြီးတော့ Kakis ကိုတုံးနေတဲ့အချက်မှာ Kakis ကတကယ်ဘာကြောင့်လဲမသိဘုံပေါ်မှာတော့တော်တော်လေးကောင်းပါမယ်လီဗာပူးမှာတော်တော်ကို standard နိုင်တဲ့ကစားမပဲသူ့ဘက်ခြမ်းကပေါက်တာ ပေးလိုက်တဲ့ cross ကကွက်တီပဲဒါပေမဲ့ तू ကိုယ်တိုင် तू နဲ့ကစားမနဲ့နှစ်ယောက်တန်းနဲ့လိုက်သွားတဲ့အချိန်မှာ तू ကအဲ့ဟာကို तू ကဟိုဘယ်လိုပြော reaction နောက်ကြနောက်ကြတော့ तू ကမမီတော့မမီတဲ့အချိန်မှာ PSV ကစားမကအပိုင်ပိတ်သွားတာပေးတဲ့ cross ကို quality ကိုအရန်ကောင်းတယ်အဲ့မှာ middle car case က तू လူ तू loss ဖြစ်ပြီးတော့ကိုပေးရတယ်နောက်တတိယကို liverpool ကဒုတိယကိုခြေပါကိုရဖို့တိုက်နေတဲ့အချိန်မှာ ကပ်ပိုအပိုင်တိုက်ခွင့်ရတာအပါဝင်တချို့ချမ်းစီကိုလီဗာပူးကဂိုးဖြစ်ပြောင်းလဲတင့်တာအဲ့မှာဂိုးမရဘဲနဲ့80ကျော်83မှာထုံးစံတိုင်းခနာတိကမလူလာဘဲနဲ့အသေးဝင်လိုက်တဲ့အချိန်မှာလွတ်ထွက်သွားတယ်။အိုက်ကတစဉ် PSV Eindhoven ကကန်နေကန်ဆိုးကျွန်တော်တိုင်ထိထွက်လာတဲ့လုံကိုဟိုဘက်ကအသင်ပိတ်ပြီးတော့ဘယ်လိုပြောမလဲလူစားဝင်လာတဲ့ကစားမားက တကူသွင်းသွားအဲ့ကစားမှာပဲเนาะနောက်ပွဲပြီးကနေ injury တိုင်းမှာတကူထပ်သွင်းအဲ့လုံးကတော့ထားပါတော့3-1ဖြစ်တယ် injury တိုင်းမှာ Liverpool စိတ်ကြကြသွားတယ်ပုံရတယ် PSV counter ထပ်ပေါက်တယ်ညာတဝန်းမှာချပေးတယ် area တွေကအသင်ပါလာတဲ့ကစားမှာပိတ်သွားတယ်ဆိုဒီပွဲနဲ့ပတ်သက်လို့ကြည့်ရင် Liverpool အသင်ဘောလုံးနေကင်ထားတယ်ဒါပေမဲ့ idea run out ဖြစ်တယ်မနက်မျိုးလေဘဘူကလုံလောက်တဲ့ chance ကပွဲတိုင်းမှာသူတို့ create လုပ်တယ်သူတို့မှာအဲ့ chance ကတော့ create လုပ်နိုင်တဲ့အရေးသွေးရှိတယ်ဒါပေမဲ့ပြောတာ finishing ပိုင်း akidiki ဒီ half chance တွေရတယ်ဒါပေမဲ့ hacky tiki လည်းဘယ်လိုပြောမလဲဆိုတော့အဲ့ sound တန်းကိုသူထုတ်ခံရပြီးခဲတဲ့ကနေသူလုံးဝအလုံးမဖြစ်ဘူးနောက်60ကျော်မှ e-set ဝင်လာတယ်နောက်ခနာတီးကိုထုတ်ပြီးတော့ fantasy ကိုခီးစားထည့်ပြီးတော့နောက်မှဒီ grammar bash နောက်ဆင်းတယ်ဒါပေမဲ့လောဘဘာမှ view ဟာမရှိဘူးလောဘ view ဟာမရှိဘူးအခုကခန်းစစ်အရန်လွယ်တယ်ကိုပေးရတာ ဟိုဘက်က PSD IO PSP တွင်းသွားတဲ့ကိုးတွေကြီးလို့ရှိရင်အရန်လွယ်ကိုလေလီဗာပူးကကိုးရဖို့ခက်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 လုပ်နေရတယ်။ PSP ကိုးသမားကောင်းတာလည်းပါပဲမယ်။အခုဆိုရင်ကြည့်၃ပွဲဆက်ပြားဒါ၃ပွဲဆက်ကို၃ဂိုးပြက်ရှုံးတာ။တော့လူတွေအားလုံးကအာရူဘင်အမရွန်ထုတ်ခံရမယ်လို့နောက်တစ်ဘက်ကနူနို SP2 ထုတ်ခံရမယ်လို့ဒါမာကူဆေးဗာထုတ်ခံရမယ်လို့ဒန်နီယယ်ဗာကထုတ်လီဗာပူးတော်မှာအခုဒီတိုင်းဆိုအာနီဆိုမသေးကြဘူး။ဘာလို့ဒီလိုမျိုးရလက်တွေဇက်တိုက်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 အခုပရီးမီယာလိနောက်ဆုံး9ပွဲမှာ6ပွဲရှုံးနေ။ ချန်ပီယံလိ၅ပွဲမှာ၂ပွဲရှုံးတယ်။ပူဆိုးတာကတပွဲတစ်တပွဲပူပူဆိုးလာတဲ့အချက်ပဲ။တပွဲတစ်တပွဲပူပူဆိုးလာတဲ့တပွဲတစ်တပွဲပူအမားများလာတယ်။အခုကအရင်တုန်းကအန်ဖီမှာတပွဲလောက်တောင်ရှုံးနေရှုံးတာမရှိတဲ့လီဗာပူးအသင်းကအခုဆိုရင်ပိုက်တူပတ်နှစ်ပွဲဆက်၃ခုပြည့်ရှုံးတယ်။ဒါဟာအာနီဆိုလက်ထက်မှာအဆိုးအဝါဆုံးကလော့လက်ထက်ကျွန်တော်မမတ်ရရမန်စီးတီးကိုသူတို့4-1နဲ့တခါရှုံးတယ်။မရှုံးဘူးရှုံးတယ်ဗျာ။ဒါပေမဲ့ဒီလောက်ရုပ်ပြည့်စင်ပြည့်မရှိပေမဲ့ဒီပြကိုတိုင်း ဖြူဟာရေလို့မမေရရမရှိဘူးသူ့မှာဘာမှမရှိဘူး तू ဘယ်လိုပြောမလဲဆိုတော့ तू အခုဒီအသင်းအလုံးမဖြစ်တော့မဖြစ်ရင် तू ပြောင်းစရာရှိပြပြသာသာပြောင်းမပြောင်းရဲဘူးမပြောင်းရဲဘူးဒါလီဗာပူးကအခုလက်ရှိမှာ PSV Eindhoven PSV Eindhoven ကတော့ဒီပြိုင်ပွဲမှာသူတို့အရင်ကောင်းတဲ့အသင်းမဟုတ်ဘူးဒါပေမဲ့အခုလက်ရှိမှာသူတို့ဒုတိယမြောက်နိုင်ပွဲရတယ်ဒါပေမဲ့သူတို့ရှုံးပွဲတော့တပွဲပဲရှိပါတယ်ဒါဒါ PSV PSV ဒါပေမဲ့လီဗာပူးအတွက်တော့တကယ်ကိုစိတ်ပြက်စရာအိမ်ကွင်း performance ဖြစ်ပြီးတော့ လေးကိုတကိုနဲ့နောက်ထပ်ကိုပြက်ရှုံးပွဲနဲ့အန်ဖီမှာထပ်ပြီးရင်ဆိုင်ခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်